္ဂလာပါမင်္ဂလာပါအော်ဓာတ်တွေမှာနည်းနည်းပျောက်နေတယ်ဘာတွေလုံနေလဲလို့ပြန်ပြောမှာအဲကျွန်တော်ဓာတ်တွေပဲလုံနေတာပါဓာတ်တွေပဲလုံနေနေရှုပ်နေတာပါကျုံတည်ပြီးအော်ဘာလို့တည်တော်ပြတ်တာလဲဘာဒါဘယ်ကလေးကစိတ်ကိုအိမ်နေ arrange rising power အကုန်ပါဟုတ်ဟုတ် tune tv အဓိကထောင်ပြတဲ့အရာကတော့ကျွန်တော်တို့အမှုပညာကို မတူညီတဲ့ပုံစံတစ်ခုနဲ့ကျွန်တော်ဖန်တီးတင်ဆက်ခြင်းနဲ့အိုင်ဒီယာပါအဲ့တော့အဲ့ဒီထဲမှာပဲဒီကဏ္ဍတွေတစ်ခုပြီးတစ်ခုကပါလာတာပေါ့နော်အဲကဏ္ဍတစ်ခုတူတူကဟုတ်အဲခုနလိုအမီနီဒရာမာတွေပါတယ်ပြီး rising show လည်းပါတယ်နောက် standard comedy လည်းပါ animation တွေလည်းပါကျွန်တော်တို့အခု animation လည်းအရန်ယူယူသွတ်သွတ်နဲ့ကျွန်တော်လုပ်နေတယ်ဒါပေမဲ့ animation တွေကကြတော့ဟိုပြောရင်အရန်ခက်တယ်လေကျွန်တော်တို့ဘက်မှာလည်းလှုပ်လှဆမရှိတော့ကျွန်တော်တို့စူးစမ်းနေပါတယ်အခု အဲ app launching အချိန်မှာလဲစထွက်လာပြီဒါပေမဲ့ဒါပဲမဟုတ်ဘူးကျွန်တော်တို့ဒီတက်ပေါ့နော်ပို့ပြီးတော့အဲပိုကောင်းတဲ့ animation တွေထုတ်နိုင်ဖို့လဲကျွန်တော်လုပ်နေပါတယ်ဟုတ်ဒီမှာဆိုရင်အာဇလန်းတို့ရဲ့ဇလန်းတို့တွေတိုင်ပွဲလဲပါမယ်ဟုတ်ကဲ့အာသေဆောင်ပြန်တိုင်ပွဲလဲပါမယ်ဟုတ်အာဒီ app တွေလဲပြပါအောင်အဲ့ဒီလိုတော့ဇလန်းတို့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါနောက်တော့လဲထပ်ပြီးတော့လောင်းမယ်ခေါ်မယ်အဲ့လိုလားအဲနောက်တက်လဲ ပြိုင်ပွဲတွေလည်းလာနိုင်ပါတယ်ဒါမဲ့လည်းခုနလိုပေါ့ကျွန်တော်တို့အမှုပညာအမှုပညာမှာမှပြောရင်ရုပ်ရှင်နဲ့စိုင်နဲ့အမှုပညာပြိုင်ပွဲတွေကိုကျွန်တော်တို့ကလုပ်တယ်ဆိုတာလည်းမတူညီတဲ့ creator တွေပေါ့နော်တကယ်ကို art create လုပ်တဲ့သူတွေမတူညီတဲ့ပုံစံနေနဲ့မတူညီတဲ့ background တွေကလာတဲ့သူတွေကိုကျွန်တော်တို့ကအခွင့်အလမ်းပေးချင်တာပါဟုတ်ကဲ့အော်နိုင်ငံတကာဒီမှာထုတ်ဖို့ဟုတ်ကဲ့ပါနိုင်ငံဒီမှာရောက်ဖို့ဘယ်လိုလေးကြိုးစားတာလဲဘယ်လိုပုံစံနဲ့ထုတ်ဖို့ကြမှာဟုတ် ကျွန်တော်တို့ Cine Craft ဆိုရင် International ထိပ်သွားဖို့ကျွန်တော်လုပ်ထားတဲ့ project ပေါ့เนาะကျွန်တော်တို့ဒီမှာလဲ Festival တွေလည်းလုပ်มาပါကျွန်တော်တို့ဒီက Media ဆရာဆရာမတွေလည်းခဏခဏကျွန်တော်ပြန်တွေ့มาပါကဏ္ဍတစ်ခုချင်းစီဒီနေ့ကတော့ကျွန်တော်တို့ဟော Rising Show အဓိကထားပြီးတော့มาကျန်တဲ့ကဏ္ဍတွေတော့အတိပေးလိုက်တဲ့သဘောပဲပေါ့ဒါပေမဲ့ဟိုအရင်နေ့ကျွန်တော်တို့ဘာမှမပြောထားတော့ အများကြီးပဲဖြစ်သွားပြီးအာတနေရှုပ်သွားတာပေါ့ဒါပေမဲ့ကျွန်တော်ကတခုပြီးမှတခုပေါ့နော်စနစ်တကျလုပ်ပါပါလောလောဆယ်တော့ကျွန်တော်တို့ rising show ကို apply လုပ်ဖို့ခေါ်နေတယ်ကျွန်တော် cine craft ကိုကျွန်တော်ခေါ်ပါမယ်နောက်တစ်ချိန်လဲကျွန်တော်တို့ media နဲ့သိချာ launching အဲ့ဒီဟာအတွက်လည်းလုပ်ပါမယ်ပွဲအကြီးကျယ်အဲ့ဒီကောင်လဲကျွန်တော်တို့ film festival တခုကိုဟိုတကယ်ကိုအဆင့်နှမ်းရှိတဲ့ film festival ပေါ့နော်လုပ်နိုင်အောင်ကျွန်တော်ကြိုးစားနေပါတယ် ။ဘာလို့ဆိုရှုံးမှာဟုတ်ဘယ်လိုဘယ်လိုလေးစီရမလဲ။သူကဘယ်လိုနေရာခန်းကနာဘယ်လိုလေးပါမလဲ။ပြောလို့ရတော့ပြောပါ။ဟုတ်ကဲ့။ तू က host ပါ။ဒီအစီအစဉ်မှာအမြဲတမ်း तू ကအဓိကနေရာကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နောက်တော့ तू ကဒီတရုပ်ဆောင်တွေကိုအော်ဘယ်လိုပြောမလဲ။ senior တယောက်အနေနဲ့ပေါ့နော်။တကယ်ကိုအကြံအနေအများကြီးပေးနိုင်မယ် comment တွေလည်းအများကြီးပေးနိုင်မယ်လို့ကျွန်တော်တို့ကယုံကြည်တဲ့အတွက်မဟုတ်ဝင်တဲ့လက်တွဲဖြစ်တာပါ။တင် जा ပေးတာကကျွန်တော်တို့ခုနလိုတကယ့် ဒရာမာဆိုဒရာမာပိုင်သောဒါရိုက်တာကြီးတွေကတေချာတင်ပေးမှာကျွန်တော်စနစ်တကျအကုန်လုပ်ထားတာပါ action ဆိုလည်းတကယ့် action ကိုဒီမှာဘလို့ဘလောက်ထိလုပ်လို့ရမှာအဲ့ဒါအကုန်ကျွန်တော်တို့လက်တွေ့တွေရောအကုန်ပေါ့နော် training အဲ့လိုမျိုးလုပ်ပေးမယ်အစီအစဉ်မှာအဲ့တော့အဲ့လိုလုပ်နေတဲ့အချိန်မှာပင်လေဘလို့စိတ်ထားမလဲဘလို့ဒါတော့မဟုတ်ပဲဘဝမှာဆိုဘလို့ကြိုးစားခဲ့ရလဲပါဒါတွေကိုကျွန်တော်တို့တင်ဆက်ပါမယ်ဟုတ်ဘဝတော့ဒါ

เนาะသူ့ရဲ့ idea ကအမတန်ကောင်းတယ်เนาะတဘာဝကြတယ် character အစုံကို तू ကလုတ်ခဲ့တော့ तू ကအဲဟာတဆိုဒီလိုလေးလုတ်တာအမတော်ကဘလို့စသဖြင့်ပေါ့နော်ဒါကျွန်တော်ရဲ့စိတ်ကူ तू ပြောလိုက်တဲ့အရာလေးတွေကအလုံးအတွက်ပညာရမယ်လို့ကျွန်တော်ယုံကြည်တယ်ဟောလို့ तू က तू မလုတ်ဘူးတဲ့ character ဆိုတာတကယ်တော့မရှိပါမရှိတဲ့အတွက်သူ့ရဲ့အကြံပေးမှုတွေကအလုံးအတွက်တန်ဖိုးရှိမယ်လို့ယုံကြည်လို့ကျွန်တော် तू နဲ့လက်တွေ့ကြတာအဲ့ဒီရှိမှလည်းသူ့ရဲ့ surprise တွေပါဦးမယ်အဲ့လိုလားဟုတ်ကဲ့ပါပါမယ် လိုလေးတွေဖြစ်လာဘာလို့လဲဆိုတော့ surprise တော့ဘလိုလေးလဲဆိုတော့မ surprise တော့ဘူးဒါကဘလိုလေးဘလိုလေးပြောပြလာတော့ဒီဘက်ကဘလိုဆေးအားထက်တာမျိုးရှိလို့ဘလိုလေးဟုတ်အဓိကတော့ဒါကလူငယ်တွေကိုလှုပ်ပေးတဲ့အရာဖြစ်လို့သူကလည်းကျွန်တော်နဲ့ပူးပေါင်းဆောင်ရတာပါဟုတ်ဟုတ်ဒီကကျွန်တော်ကြားလိုက်သေးတယ်ဟုတ်အာဒီဒုပညာပေးဆောင်နေတဲ့ဘုကဂီတဘက်ကလည်းပါအောင်မယ်ဒါလေးဟုတ်အဲအဲ့ဒါပြောရအောင်မယ်တဲ့လားဟုတ်လား ကျွန်တော်တို့ကရုပ်ရှင်မှာဂီတကလည်းတကယ်တော့အများရန်ခန္ဓာတစ်ခုအနေနဲ့ပါပါတယ်ဒီနေ့ကျွန်တော်ပြရတဲ့ထဲတွေမှာလည်းဂီတတွေရဲ့ပတ်သက်မှုကအများကြီးဒီနေ့မှာဆိုတွေ့နေရတယ်အဲ့တော့ကျွန်တော်တို့ရုပ်ရှင်ကောင်းတယ်ဆိုတာအတန်50% support လုပ်နိုင်မှာကျွန်တော်တို့ရဲ့ရုပ်ရှင်က perfect ဖြစ်တာဒါကြောင့်မို့လို့ကျွန်တော်ဒီမှာဆိုလည်း academy ဆရာဒီယာမိုတို့ကိုယ်တိုင်ပါပါပါနောက်တော့ Annie Tracy တို့အဲအဲ့လိုမျိုးဒါတွေကလည်းကျွန်တော်တို့တည်တင်တည်အပ်သောအာ တရုတ်ဆောင်ကောင်တယောက်တီးတင်တီးအပ်တော့ပညာရက်တွေပြီးတော့မှပပါသေးတယ်တချို့ဟာလေးကျွန်တော်တို့လည်းထပ်ပြောပါမယ်ကျွန်တော်လည်းထပ်ပြောပါမယ်ဒါပေမဲ့ဟိုပြောလိုက်ရင်အရန်နေလေဟိုဟာဘယ်လိုပြောမလဲပြိုင်ပွဲကအစပဲရှိသေးတယ်ပြောတော့ဟိုဟာတွေလာမယ်ဆိုဆိုပြီးအတင်းပြောမှဆိုလို့ဘာကျွန်တော်တို့ပြိုင်ပွဲကမတူဘူးတောင်းလျှောက်ကကြောင်းနေမှာဆိုတော့အဲ့ဒါကြောင့်မလို့တချို့ဟာလေးကသူ့အချိန်ကြပါကျွန်တော်တို့ပြောပြရစီလေဘာလေးဖြစ်ဆက်တော့တယ်ဒီ rising shoot ကဘယ်လိုမျိုးပြန်လို့ရမလဲအာဒီ ကျူးတီတီတော့ဘယ်လိုလေးဟိုလုပ်လို့ရထိုင်လို့ရဟုတ်ပါတော့နော်တရုတ်ဆောင်ပေါ်ပင်မဲဆိုရင်တော့မပြိုင်ပါနဲ့နော်ပေါ်ပင်မဲနည်းနည်းပါးပါးပေါ်ချောပဲဆိုမပြိုင်ပါနဲ့ကိုယ့်ဘက်ကိုပဲဟိုဟာမှာကိုယ့်ဘက်ကိုပဲ celebrity ဖြစ်အောင်ကိုယ့်ဘက်ကိုပဲရိုက်တင်လို့ရပါတယ်ဒါပေမဲ့တကယ်တရုတ်ဆောင်နည်း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 ဝါသနာပါတယ်ဘဝရည်တည်ချက်တစ်ခုပေါ့နော်တကယ်ကိုတရုတ်ဆောင်အနေနဲ့ရည်တည်ခြင်းနေဆိုရင်တော့ပြိုင်ဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်လုံးဝနောင်တရမယ့်ပြိုင်ဖို့မဟုတ်ပါဘူး day 1အနေစပြီးသူတို့အတွက် တကယ်ပညာရှင်တွေနဲ့ထိတွေ့ရမှာပါတကယ်ကိုကျွန်တော်ဆိုလဲစိတ်လှုပ်ရှားတယ်ဟိုအနီဂရေးဆိုရင်ဘယ်နာစကားပြောပြောသူ့စီရပညာတစ်ခုရလို့ရတယ်ထွန်နီလကောင်းမဲဦးမျိုးမင်းမှလည်းဒီလိုမျိုးအင်မတန်ကောင်းတဲ့အမှုပညာနဲ့ပတ်သက်တဲ့အာပညာရအများကြီးရှိတယ်။ဦးအိမ်ဆိုးမှရှိတယ်။သူခဏလေးလာရင်ဟိုသူတို့ရဲ့ခံချက်တွေပြောသွားတယ်ကျွန်တော်အမြဲတမ်းကြားဒါတွေကလူငယ်တွေအတွက်အဖိုးမဖြတ်နိုင်တဲ့အရာတွေပါ။ဟိုတကယ်တမ်းတော့နော်ရုပ်ရှင်လောကထဲမှာ10နှစ်15နှစ်ဖြတ်သန်းပြီးမှရမယ်အတွေ့အကြုံတွေ။ ဒီဒရိုက်တာအားလုံးနဲ့ထိတွေ့လိုက်ပါဒါကိုကျွန်တော်တို့ကအချိန်တိုအတွင်းမှာအားလုံးနဲ့ထိတွေ့ဖို့ဖန်တီးပေးမှာဖြစ်တဲ့အတွက်လုံးဝနောင်တမရနိုင်ပါဘူး join လိုက်ပါဒါကတစ်ချိန်မဲရမယ်အခွင့်အရေးလို့ပဲပြောကြပါတယ်ဟုတ်ဒီမှာဆိုရင် ခါတော့ထက်ပြောလိုက်လို့ဘုံကနောင်တာမရဘူးဒီလိုလေးဘာဖြစ်လို့ဘာဘိုးလေးလို့ပြောဖြစ်တာလဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနည်းနည်းအချိန်ကြာတယ်လေခုနလိုပေါ့နော်အာဒီနေ့ပြိုင်နေပြန်ပြီးမဟုတ်မဟုတ်တဲ့အတွက်ဝါသနာအလောက်မပါရင်တော့ဟိုဟာပြင်မှန်းပါပေါ့နော်အရင်ဘဝတတောင်တတောင်ပြောင်းချင်ပါဘူးတိုးတော့ဝါသနာတကယ်ပါတယ်ဆိုရင်တော့ကျွန်တော်တို့ကိုယ်တိုင်လည်းဘယ်တော့မှဒီလောက်ကောင်းတဲ့အစီအစဉ်ကျွန်တော်မစီစဉ်ပေးနိုင်ခဲ့ပါဘူး ဒီလောက်ဆရာသမားတွေရဲ့ဟိုလေတက်တက်ကြွကြွနဲ့ပတ်မိုးမှုလဲကျွန်တော်တို့ကဟိုဘေကန်နာမှာမှမရခဲ့ဘူးဒီကန်နာမှာအရင်ရတဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်း confidence ရှိတယ်ဒါကြောင့်မလို့ဒါကိုတွင်းကြဲကြဲပြောတာပါစေတနာအပြည့်ပါကြတယ်ဆရာကျွန်တော်တို့စကားပြောလိုက်တဲ့အချိန်မှာတို့ရဲ့စေတနာကဟို apply တော့မလို့ရသေးတဲ့ပြိုင်မိုးဝင်နေအတွက်ကိုစေတနာအရန်ပြည့်ဝတယ်ဆိုတော့ကျွန်တော်မြင်ရတဲ့အတွက်ဒါကြောင့် apply လုပ်ဖို့တိုက်တွန်းတာပါဟုတ်ကဲ့သူက